အားလုံးပဲမင်္ဂလာပါရှင်ပွဲ cooking channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကော့ပြန့်သားအီအီလေးနဲ့အရန်ကိုစားလို့ကောင်းတဲ့ဆံမြကော့ပြန့်သီးလေးကိုအိမ်မှာလုပ်စားမှာဖြစ်ပါတယ်ကော့ပြန့်သားအီအီလေးကိုမှအရသာရှိတဲ့အစာလေးတွေအပြည့်ပါပြီးတော့တလုံစားလိုက်တိုင်းမှာလည်းအရသာတိတိမိမိနဲ့အရန်ကိုစားလို့ကောင်းပါတယ်ရှင်အိမ်မှာမိသားစုတွေနဲ့အတူတူလုံစားဖို့အတွက်လည်းလုံးဝကတ်တီပဲမို့ပိုးနဲ့တူတူလိုက်ချက်ကြည့်ကြမယ်နော် ချက်ဖို့မပြင်းစင်ခင်မှာအရင်ဆုံးကြက်ရင်မုံ30ဒါကို ကြက်အောင်အရင်ပြုတ်ထားပါမယ်။ရေကိုကြက်သားမြုပ်တဲ့အထီးထိပ်ပြီးတော့အရသာအတွက်စားလဖိတ်စွန်းတစ်ဝက်ကြက်သားမုံလဖိတ်စွန်းတစ်ဝက်နဲ့ဂျင်းလက်တစ်ဆင့်လောက်ကိုထိပ်ပြီးတော့နိုင်ဝက်လောက်ပြုတ်ထားပါမယ်။ကြက်သားပြုတ်နေတဲ့အချိန်မှာပိုးလိုလိုအပ်တာလေးတွေကိုပြင်ဆင်ထားပါမယ်နော်။ကော်ပြန်သိင်းနဲ့ထည့်ဖို့အတွက်ကိုနှစ်တက်တဲ့အသီးရွက်လေးတွေကိုထည့်လို့ရပါတယ်ရှင်။ ပိုးကတော့ဂေါ်ဘီမုံလာဦးနီကျွတ်တွန်နီနဲ့ကျွတ်တွန်မိတို့ကိုထဲမှာဖြစ်ပါတယ်။ဂေါ်ဘီနဲ့မုံလာဦးနီကိုစားရည်လေးစိမ်ပြီးတော့တေချာလေးစင်အောင်အရင်စီးထားပါမယ်။ဂေါ်ဘီလေးတွေကိုလှိထားတဲ့နေရာမှာတော့ပပလေးတွေလှိထားလိုက်ပါမယ်နော်။ပိုးကတော့ဂေါ်ဘီကိုတစ်ချမ်းထည့်ပါမယ်။မုံလာဦးနီကိုလည်းပပလေးတွေလှိထားလိုက်ပါမယ်။ မုံလောင်းညီကိုပူကအကြီးတလုံးသုံးထားပါတယ်။တကယ်လို့မုံလောင်းညီမများကြိုက်တယ်ဆိုလို့ရှိရင်ပူထည့်လို့လည်းရပါတယ်ရှင်။ကျန်းသွန်ညီ၃လုံးကိုတော့ခက်ကျဲကျဲလေးတွေပဲလှိထားလိုက်ပါမယ်။ကျွတ်မိတ်လေးတွေကိုတော့ပပလေးတွေထိထားလိုက်ပါမယ်။ပြီးရင်ကျွတ်မျိုးသုံးလေးမော်လောက်ကိုလည်းနုနုဆင်းထားလိုက်ပါမယ်။ပြောင်းကုန်မုံကိုတော့ပိုးဝါးဒါလေးတုံးထားပါဗျ။ ။သမင်းစားသောနှစုံနဲ့ထည့်ပြီးတော့ရည်လေးနဲ့ဖြိုထားပါမယ်။ဒါဆိုပြင်ဆင်ထားတာလေးတွေလည်းပြီးတဲ့လောက်ဖြစ်နေပါပြီရှင်။ချက်သားလေးတွေပြုတ်ထားတာနိုင်ဝက်လောက်ရှိပြီဆိုရင်ကြက်မကြက်ကိုခရင်လေးနဲ့ထိုးကြည့်လိုက်ပါမယ်။ကျနေပြီဆိုရင်တော့ခဏလောက်အေးခံထားပြီးအမြင်လေးတွေဖြစ်အောင်နှွှင်းထားလိုက်ပါမယ်။ ကော်ပြက်နဲ့ထည့်ဖို့ဘဲဥလေးတွေကိုလည်းပြုတ်ပြီးတော့လေးစိစိထားလိုက်ပါမယ်နော်ခုဆိုရင်ကောပြက်အစာအတွက်ပအဝင်ပစ္စည်းလေးတွေအကုန်ပြင်ဆင်ပြီးပါပြီ။ကဲအခုပြင်ဆင်ထားတာလေးတွေနဲ့ကောပြက်သိန်းနဲ့ထည့်ဖို့စချက်ကြပါမယ်။အိုးလေးကိုစီနှဲငယ်ထည့်ပြီးတော့စီပူလာပြီဆိုရင်ကျွတ်မြူလေးတွေကိုစီတတ်ပါမယ်ရှင်။ ပြီးရင်ခုနပြင်ဆင်ထားတဲ့မုံလောင်းအနီနဲ့ကျက်သွန်နီတို့ကိုလည်းထည့်ပါမယ်။ခေါ်ပီလေးတွေလည်းထည့်ပါမယ်နော်။အသင်းရွက်လေးတွေနူးအောင်လို့ခုနပြုတ်ထားတဲ့ကျက်ပြုတ်ကြီးလေးအနေငယ်ကိုလည်းထည့်လိုက်ပါမယ်နော်။အနူးမြအောင်လို့အဖုံးလေးအုပ်ပြီးတဲထားလိုက်ပါမယ်ရှင်။ ကဲတင်းရွက်လေးတွေနူးနူးအီးလေးဖြစ်လာပြီဆိုရင်တော့ကြက်သားနှင်ထားတာလေးတွေကိုထည့်ပါမယ်အရသာအတွက်ပိငံပြာရီထမင်းစားစုံ2စုံနဲ့တကြားထမင်းစားစုံ2စုံထည့်ပါမယ်ကျသားမုံစားနဲ့တရုတ်မဆလာကိုတော့လက်ဖက်ရည်စွန်းတစ်စွန်းစီထည့်ပြီးအရသာဝင်အောင်ခဏကြော်ထားပြပါမယ်ရှင် အရသာဘုံငံကကုသရိုက်ဖြစ်ပြီဆိုရင်တော့ပြောင်းကုန်မှုရေဖြော်ထားတာလေးကိုထည့်လို့ရပါပြီ။ကြော်ထားတာလေးတွေလည်းခက်ပြပြရလာပြီဆိုရင်အနက်လေးမှွေးနီးအောင်လို့ငရုကောင်းလေးဖြူလိုက်ပါမယ်။ကျက်သွမ်းမိတ်လေးတွေပါဖြူပြပြဆိုရင်တော့ကော်ပြန်သင်းနဲ့ထည့်ဖို့အတွက်အစာလေးတွေရပါပြီရှင်။သူ့အစာလေးတည်တံအောင်တော်တော်ဆောက်လုပ်ကောင်းပါရဲ့နော်။ အစာလေးတွေလည်းရပြီဆိုတော့ကော့ပြက်လေးစားလိုက်ပါတော့မယ်။ကော့ပြက်လေးဖို့အတွက်ဒီလိုဆံရွက်ရည်လေးတွေတုံးပါမယ်။အီအီလေးနဲ့ပေါင်းလိုက်ရင် နူးအီနေပြီးတော့အထက်ရအစာနဲ့အရင်လိုက်ဖက်ပါရရှင်။ဆံရွက်ရည်လေးတွေကိုဈေးရမှုဖက်ရောက်တဲ့ဆိုင်တွေမှာအလွယ်တကူဝယ်လို့ရပါရဲ့နော်။ကဲကော့ပြဲလေးဖို့အတွက်ဆံပြားရွက်လေးတစ်ခုကိုယူပြီးတော့ခုနချက်ထားတဲ့အစာလေးတွေကိုတိချာစီထည့်ပါမယ်။မပါမဖြစ်ဘဲဥလေးလည်းထည့်လိုက်ပါမယ်နော်။ ပြီးရင်တော့ဒီလိုမျိုးလေးအသားလေးလေးလံရင်ရပါပြီရှင်။လိမ့်တဲ့အချိန်မှာဆံပြားရွက်လေးတွေမပြဲသွားအောင်လို့ဖွဖွားလေးပဲလိမ့်ပြရပါမယ်ရှင်။တကယ်လို့ကော်ပြင်းရွက်ခွာတဲ့အနေအားမှာကတ်နေရဆိုရင်စီနေနေလေးစုပြီးခွာပြီးလို့ရပါတယ်နော်။လက်လက်ဆက်ဆက်ဒီနေ့ဝယ်ဒီနေ့လှုပ်ရှားတာဆိုရင်တော့ခွာရလေးရတာပူလဲပါတယ်ရှင်။ဘွားရောအစာမများထည့်ပြီးလိတ်ထားတာမို့လို့အလုံးပေါင်း12လောက်ရပါတယ်ရှင်။ ကဲအခုကော်ပြက်လေးလေးတွေလည်းလိပ်ပြီးပြီဆိုတော့ရေပုပ်ပွဲစုနေတဲ့ဦးလေးထဲမှာ9မိနစ်လောက်ထည့်ပေါင်းလိုက်ရင်ရပါပြီရှင်ခုဆိုရင်ပူပူနွေးနွေးကော်ပြက်နာအီးလေးနဲ့အရန်ကိုစားလို့ကောင်းတဲ့ဆံများကော်ပြက်စိမ့်လေးရပါပြီရှင်တလုံးစားလိုက်တိုင်းမှာအရသာအပြည့်နဲ့အရန်ကိုစားလို့ကောင်းပါတယ်ရှင်အနက်လေးလည်းမှုင်းနေတာပဲမို့လို့အိမ်မှာလိုက်လှုပ်စားကြည့်ကြအောင်နော် ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။ခုလိုမျိုးဟင်းချက်နီလေးတွေရောမုတ်လုံနီလေးတွေပါအမြင်တင်မိတော့မှဖြစ်လို့ပိုးရဲ့ channel လေးကိုလည်း subscribe လုပ်ပေးသွားပါအောင်နော်။အားလုံးပဲနောက်ဗီဒီယိုကြရင်ပြန်တွေ့မယ်နော်။